ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မြို့သားညီညွတ်ရေးအစိုးရအင်အားပြည့်ငလျင်လှုပ်ခတ်ခဲ့မှုနဲ့ပတ်သက်သည့်ရေးပေါ်ထုတ်ပြန်ကြေညာချက်2025ခုနှစ်မတ်လ28ရက်နေ့မြန်မာစံတော်ချိန်မိုးလွယ်12:50မိနစ်ဝန်းကျင်တွင်မြန်မာနိုင်ငံစကိုင်းမြို့၏အနောက်မြောက်ဖက်16ကီလိုမီတာအကွာတွင်အင်အား9.3ပမာဏရှိ အလွန်အားပြင်းသောငလျင်ငလျင်အတန်းဆာရငလျင်ကြီးမေဂျာအောက်ခွေလှုပ်ခတ်ခဲ့ပါသည် အဆိုပါငလျင်သည်အနက်30ကီလိုမီတာတွင်ဗဟိုပြုလှုပ်ခတ်ခဲ့သည်ဇောက်တိန်မျိုးစားငလျင်ဖြစ်ပြီးဘင်္ဂလားဒေ့ရှ်အိန္ဒိယလာအိုထိုင်းမြန်မာနှင့်တရုတ်နိုင်ငံတို့တွင်တက်ရောက်မှုများရှိခဲ့ပါသည်ပထမချိန်ငလျင်လှုပ်ခတ်ပြီး7မိနစ်ခန့်အကြာစကိုင်းမြို့တောင်ဘက်18ကီလိုမီတာခန့်အကွာအင်းဝဒေသတရုတ်လေစိမ်းအနည်းတွင်ဗဟိုပြု၍အင်းအား6.4ဖြင့်အတော်အသင့်အင်းအားပြင်းသည့်ငလျင်နောက်ထပ်တစ်ချိန်ထပ်မံလှုပ်ခတ်ခဲ့ပါသည် အဆိုပါငလျင်လှုပ်ခတ်မှုများကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းနဲ့အနီးတစ်ဝိုက်မြို့များတွင်သာသနိကအဆောက်အုံအမွေနှင့်အဆောက်အုံများပါဝင်အဆောက်အုံများပြုကြပျက်စီးခြင်းမြေပြိုခြင်းလန္ဒနာများပျက်စီးခြင်းတို့ဖြစ်ပွားခဲ့သည်ကိုတွေ့ရှိရပြီးမြို့သားညီညွတ်ရေးအဆိုရအနေဖြင့်ငလျင်လှုပ်ခတ်ပြီးပြီးချင်းအရေးပေါ်အစည်းအဝေးခေါ်ယူကရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာပေါင်းစပ်ညီနာရေးကော်မတီ၏လုပ်ငန်းစဉ်များကိုစတင်တက်ဝင်စေပြီး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်လိုအပ်သောလုပ်ငန်းဆောင်တာများကိုဌာနအလိုက်အလျင်မြန်လှုံ့ဆော်ကြရန်စီစဉ်ဆောင်ရွက်ခဲ့ပါသည်။လက်ရှိချိန်တွင်ငလျင်တန်ကြောင့်လူအသေးပြောင်းနှင့်ထိခိုက်ဒဏ်ရာရရှိမှုများပျက်စီးဆုံးရှုံးမှုများစီရင်ကိုကောက်ယူပြုစုခြင်းမိမိတို့၏စိုးမိုးထိန်ချုပ်နေမြများတွင်ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြန်လည်နေရာချထားရေးနှင့်ဒူတော်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကိုအချိန်နှင့်တပြေးညီလောက်ကိုင်းဆောင်ရွက်လျက်ရှိပါသည်။ထို့အတူအခြားငလျင်တန်ခံဒေသများရှိ လူမှုခြေပြုဖွဲ့စည်းများနဲ့ပြည်သူများအနေဖြင့်လည်းအချင်းချင်းစာနာဖေးမကအပြန်အလှန်ကူညီဆောင်ရှောက်ကြပါရန်မေတ္တာရက်ခံအပ်ပါသည်မြို့သားညီညွတ်အစိုးရအနေဖြင့်တဘာဝဘေးဒဏ်ဖြစ်သည့်ငလျင်တဲကြောင့်ထိခိုက်ဆုံးရှုံးကြရသည့်ပြည်သူတဦးချင်းစီတိုင်းနဲ့မိသားစုများနဲ့ထပ်တူလွန်စွာစိတ်ထိခိုက်ရပါကြောင်းနဲ့ပြန်လည်ထူထောင်ရေးကိစ္စရများတွင်ပြည်သူလူထုနှင့်အတူတကွရက်ဒီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းအလေးအနက်ဖော်ပြလိုသည်ထို့အပြင်ထိုင်းနိုင်ငံအတွင်းငလျင်တဲကြောင့် ဆောင်းလက်ဆဆောက်အောင်ပြိုကျပစ္စည်းကမြမအလုတ္တမများအပါဝင်ဆောက်လို့ရေလုံသားများအသက်ဆုံးရှုံးထိခိုက်ဒဏ်ရာရကြသည်ဟုကြားသိရ၍လည်းများစွာစိတ်ထိခိုက်ရပါကြောင်းဖော်ပြလိုပါသည်ဘာသာရေးအဆောက်အအုံများထိခိုက်ခံရမှုသည်လည်းနိုင်ငံ၏မွေးနေ့များထိခိုက်ခြင်းဖြစ်၍အထူးဝန်းနေပွဲဖြစ်ပါသည်နိုင်ငံတကာတိုင်းပြည်များနှင့်အဖွဲ့အစည်းများနေဖြင့်လည်းငလီနံခံစားကြရသောမြမပြည်သူလူထုအားလူသားချင်းစာနာထောက်ထားမှုအကူအညီများပေးဖို့ကူညီကြရန်တိုက်တွန်းဖိတ်ခေါ်ကြောင်းနှင့် ထို့သောကူညီရာတွင်အမှန်တကယ်လိုအပ်နေသည့်ပြည်သူလူထုထံအသေးအချာရောက်ရှိစေမည့်နည်းလမ်းများကိုရှာဖွေချိတ်ဆက်ဆောင်ရွက်ကြရန်တိုက်တွန်းလိုပါသည်။ငလင်းကြောင့်ဖြစ်ပေါ်ခဲ့သောအဆောက်အုံအကြောင်းများမြေလွှာအကြောင်းများကြောင့်ဆက်လက်ပြိုကျနိုင်ခြင်းတာတမန်များကျိုးပြက်နိုင်ခြင်းတရားများပြိုကျနိုင်ခြင်းတို့လည်းနောက်ဆက်တွဲငလင်းများနှင့်အတူဆက်လက်ဖြစ်ပွားနိုင်သဖြင့်အထူးသတိပြုစစ်ဆေးနေထိုင်ကြရန်လိုအပ်ပါသည်။အထူးသဖြင့်ငလင်းပေးအန္တရာယ်နှင့်ဆက်လင်းသည့်ဆောင်ရန်ရှောင်ရန်နှင့် တတိပြုရန်ချက်များကိုလေ့လာစီပူပြီးအသက်အန္တရာယ်မထိခိုက်စေရနှင့် ဆုံးရှုံးမှုနည်းနိုင်သမျှနည်းစေရအတွက်ပြင်ဆင်ဆောင်ရွက်ထားကြရန်နှိုးဆော်အပ်ပါသည်အမျိုးသားညီညွတ်ရေးအစိုးရ